ဆီလနဲ့အပြိုင်ဆိုင်တက်ဆင်နေကြတဲ့2025နှစ်ဝင်းကျင်မှာပင်လယ်ဒိစတဲ့နိုင်ငံတွေဟာရေငုပ်သင်္ဘောကိုအပြိုင်ဆိုင်လိုဝယ်ယူနေကြတာကိုတွေ့ရပါတယ်။အဲ့ဒီထဲမှာထိုင်းနိုင်ငံလည်းပါဝင်နေပြီးလောလောဆယ်မှာတော့ကာကွယ်ရေးဝန်ကြီးဖွန်တန်တယောက်ရေငုပ်သင်္ဘောကိစ္စနဲ့ခေါင်းခဲနေရတယ်လို့ဆိုပါတယ်။ဖြစ်ပေါ်မှာထိုင်းနိုင်ငံဟာတရုတ်နိုင်ငံကြီးကနေရေငုပ်သင်္ဘောတစ်စီးမှာယူခဲ့ပြီး80ရာခိုင်နှုန်းလောက်အထိဆောက်လုပ်ပြီးသိနေပြီလို့ဆိုပါတယ်။ဒါပေမဲ့အင်ဂျင်နီယာမှာတော့တရုတ်ဒီဇယ်အင်ဂျင်ကိုတက်ဆင်ထားပြီး ထိုင်းဘက်ကဂျာမန်ထုတ်အင်ဂျင်ကိုတက်စင်အသုံးပြုချင်တာပါဒီကိစ္စနဲ့ပတ်သက်ပြီးလွတ်တော်အစည်းအဝေးမဆခင်ဝင်ကြီးဖွန်တန်ကသတင်းသမားတွေကိုဝန်ခံသွားခဲ့ရပါဖွန်တန်ရဲ့အဆိုအရတရုတ်မှာစောင့်နေရင်ရင်းငုံသင်းမော့ဟာ80ရာခိုင်နှုန်းအထိကုန်ကျစရရှိနေပြီးဘတ်9ဘီလီယံအထိပေးချေထားတယ်လို့ဆိုပါတယ်အကယ်၍အင်ဂျင်ကြောင့်သာဆက်မလုပ်ဖြစ်ပါကငွေပြန်မရနိုင်တာကြောင့်ဘေးကျန်တဲ့ချက်ဖြစ်နေရကြောင်းကိုလည်းပြောသွားခဲ့တာပါနောက်ပြီးတရုတ်အင်ဂျင်တက်ဆင်ထားတဲ့ရင်းငုံသင်းမော့ကိုလည်း သူစစ်ဆေးကြည့်ခဲ့ပြီးတခြားဘာအမှားရွေးမှမရှိတဲ့အကြောင်းကိုလည်းထပ်မံပြောဆိုခဲ့ပါသေးတယ်။ဒါဆိုဘာပြဿနာဖြစ်နေရလဲ။ဂျာမနီကတကဘာလုံးမှာစက်မှုထွန်ကားပြီးအကောင်းဆုံးအင်ဂျင်တွေကိုထုတ်လုပ်တဲ့နိုင်ငံတစ်ခုပါ။ဒါကြောင့်တရုတ်ထုတ်အင်ဂျင်ထက်အကောင်းဆုံးဂျာမနီအင်ဂျင်အမျိုးအစား MTU 396ကိုထိုင်းရင်ကုန်သင်္ဘောမှာတက်စင်အသုံးပြုတင်ကြတာပါ။ဒါကြောင့်ပဲထိုင်းရီတက်ချုပ်ကဂျာမနီရီတက်ချုပ်စီကနေတဆင့်ဝယ်ယူခွင့်ပြုဖို့တောင်းဆိုခဲ့ပေမဲ့ပယ်ချခံခဲ့ရပါတယ်။ ဒါတင်လက်မလျှော့သေးပဲဂျာမနီနိုင်ငံကာကွယ်ရေးဝန်ကြီးစီကနေထပ်မံတောင်းဆိုခဲ့ပေမဲ့ငင်းပယ်ခံလိုက်ရပြန်ပါတယ်။ဂျာမနီကထိုင်းကိုဘာလို့အင်ဂျင်မရောင်းပေးရလဲ။ဒီကိစ္စကိုပြောမယ်ဆိုရင်တမိုင်းချောင်းအရာတိတ်ရံမင်းအရေးခွင်ကိုပြန်သွားရမှာပါ။တိတ်ရံမင်းချင်းပြင်မှာဆန္ဒပြသူတွေကိုဖြုတ်ခွဲခဲ့တဲ့နောက်ဥရောပသမဂ္ဂဟာတရုတ်နိုင်ငံကိုဆက်လက်နဲ့မရောင်းချဖို့အတွက်စာချုပ်တွေချုပ်ဆိုခဲ့ကြပါတယ်။နောက်ပြီးဂျာမနီဟာ NATO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အလျောက်တရုတ်နဲ့ပတ်သက်လို့အတော်လေးသတိထားနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ။ဒါကြောင့်မဲတရုတ်ရင်ကုန်သင်္ဘောမှာဂျာမနီထုတ်အင်ဂျင်ကိုပေးမတက်ဖို့အတွက်ဆုံးဖြတ်ထားတာကြောင့်ထိုင်းဝင်ကြီးတို့အကြံဆိုင်နေရပါ။ဒါကြောင့်တရုတ်ဘက်ကငွေပြန်အမ်းမလာမီးတဲ့အခါမှာလေ CCB ပေါ်လီဘျူရိုဘက်ကလုံးဝငြင်းပယ်ခဲ့တာကြောင့်ဆက်မဆောင်ဖြစ်ငွေယူဆုံးရှုံးတော့မှာပါ။ MDU 396ကိုအစားထိုးနိုင်မဲ့အင်ဂျင်ကိုလည်းတရုတ်ဘက်ကကမ်းလှမ်းထားပြီးဖြစ်တာကြောင့်ထိုင်းဝန်ကြီးချုပ်ကဆက်လုံတဲ့မလုံတဲ့ကိုလွှတ်တော်ကနေဆုံးဖြတ်ရတော့မှာပါအချိန်ဒီအားလုံးကိုသုံးသပ်ကြည့်ရင်တော့ထိုင်းဘက်ကနေတရုတ်ရင်ကုန်သင်းမော့ကို တရုတ်အင်ဂျင်နဲ့ဆက်ဆောင်တော့မှာဖြစ်တယ်လို့အဖြေထွက်နေပါတယ်။တတိယနိုင်ငံတွေဟာစစ်အင်အားတိုးဖို့ထက်ပညာရေးတိုးတက်ဖို့ကိုသာအားထုတ်ခဲ့ရင်သူတစ်ပါးစီကနေမျက်နှာငငယ်နဲ့တောင်းဆိုနေရမှာမဟုတ်ဘူးဆိုတာကိုဒီပြည့်ကအနေနဲ့သင်ယူကြနိုင်နေဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးကနေတင်ဆက်ပေးလိုက်ရပါတယ်။